ါရှင်ကျမကတင်ပါဒီနေ့ဂျွန်လ28ရက်နေ့အတွက် People's Mint ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ဒေါန်ဆန်းစုကြည်ကိုနေပြည်တော်ကလှုပ်ဝက်နေရာမှာဖမ်းဆီးချုပ်နှောင်ထားတဲ့သတင်းနောင်ချိုမှာတိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့သတင်းချင်းတောင်နန်းရွေစီစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်နဲ့ချင်းဘူးပေါင်းတပ်တိုက်ပွဲဖြစ်တဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်နိုင်ငံတော်အတိုင်းအမေရိကန်ပုတ်ကိုဒေါန်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်နဲ့၁၄မိုင်အကွာမှာရှိတဲ့လှုပ်ဝက်နေရာမှာဖမ်းဆီးချုပ်နှောင်ထားတယ်လို့ မြမအကျဉ်းထောင်တက်တဲ့ MPW အဖွဲ့အစည်းကဒီနေ့ထုတ်ပြန်လိုက်ပါတယ်။အသက်80ရွယ်ဒေါန်ဆန်းစုကြည်ကိုလုံခြုံရေးတင်းကျပ်ထားတဲ့စစ်စင်ရေးအထူးအဖွဲ့ကာစာထ6ရုံးဆိုင်ရာနေရာမှာ မတရားဖမ်းဆီးချုံနောက်ခံထားရတာဖြစ်ပြီးအဲ့ဒီနေရာဟာဆိုရင်စစ်ကောင်စီခေါင်းဆောင်ရုံးထိုင်တဲ့နေရာနဲ့မဝေးဘူးလို့ MPW ကဖော်ပြပါတယ်။ဒေါန်ဆန်းစုကြည်ကိုချုံနောက်ထားတဲ့နေရာကိုတော့ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိသူကတာဝန်ယူဦးစီးနေတယ်လို့ MPW ကဆိုပါတယ်။ လက်ရှိမှာဆိုရင်ဒေါက်ဆန်းစုကြည်ဟာသွားနဲ့ပတ်သက်တဲ့ဝေဒနာနှလုံးနဲ့ပတ်သက်တဲ့ဝေဒနာနဲ့အသက်အရွယ်အရတက်ကြီးပိုင်းမှာဖြစ်လေရှိတဲ့ကျန်းမာရေးဝေဒနာတွေလည်းခံစားနေရပြီးလုံလောက်တဲ့ကျန်းမာရေးဆောက်ရှောက်မှုတွေကိုစနစ်တကျကုသခွင့်မရရှိပဲစစ်ကောင်စီခွင့်ပြုထားတဲ့ဆရာဝန်ဆေးမှုတွေကကုသပေးနေတယ်လို့ဆိုပါတယ်။ဒါအပြင်မိသားစုနဲ့ထောင်ဝင်စာအဲ့အတွက်ခွင့်ကိုပိတ်ပင်ခံထားရတဲ့တဝူဒီတော်နိုင်ငံရဲ့အကျဉ်းသားဖြစ်ပြီး စစ်ကောင်စီဟာဒေါအောင်ဆန်းစုကြည်ကိုရည်ရွယ်ချက်ရှိရှိစိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်နေတယ်လို့ MPW ကမှတ်ချက်ပြုထားပါတယ်။အာနာသိစစ်ကောင်စီကဒေါအောင်ဆန်းစုကြည်ကိုထောင်ဒဏ်33နှစ်ချခဲ့ပြီးနောက်ပိုင်းမှာနှစ်အနည်းငယ်တက်တော်ခွင့်ပေးခဲ့ပေမဲ့လက်ရှိမှာထောင်ဒဏ်28နှစ်ကျန်ရှိနေပါတယ်။ဒေါအောင်ဆန်းစုကြည်မတရားဖမ်းဆီးခံရမှုကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲကိစ္စရပ်တွေမှာအာနာသိစစ်ကောင်ဆောင်နဲ့ဒုစစ်ကောင်ဆောင်ပြည်ထရေးဝန်ကြီးကာဆာထားကြောက်တက်မှု ဒုတိယဗိုလ်ချုပ်ကြီးတွေတာဝန်ခံရမယ်လို့ MPW ကဆိုပါတယ်။ဒါအပြင်ဒေါ်ဆန်းစုကြည်ကိုထောင်ဒဏ်အမိန့်ချခဲ့တဲ့တရားသူကြီးတွေချုပ်နှောင်ထားတဲ့အကျဉ်းဥစည်းဝန်ထမ်းတွေလည်းတာဝန်ခံရမယ်လို့တဆက်တဲ့အသိပေးထားပါတယ်ရှင်။တအန်းတက် TNL သင်းယူထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုမြို့မှာဒီနေ့မှလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့မြေပြင်မှာရှိတဲ့တော်လရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။တိုက်ပွဲကတော့အထောက်ရှောက်ဖြစ်နေတယ်။မနေ့ကရောမနေ့ညရောဒီနေ့မနက်ရောလို့ နောင်ချိုဒေသအစ်မြေပြင်ကတော်လန်ရေးတပ်ဖွဲ့ဝင်ကဆိုပါတယ်မနေ့ကနောင်ချိုမြို့နယ်ကလုံဆန်းမြချင်းနူလုံဝဲညံတော်နောင်လင်းနဲ့နောင်အောကြီးရွာတို့ကြားမှာစစ်ကောင်စီတပ်နဲ့ဆက်လက်တိုက်ပွဲဖြစ်ပွားနေတယ်လို့တအန်တက် DNL ကထုတ်ပြန်တည်ပေးပါတယ်တိုက်ပွဲဖြစ်ပွားနေချိန်မှာစစ်ကောင်စီလေတပ်ကဘုံကျဲတော်လက်နက်ကြီးပြုတ်ကူပေးတိုက်ခိုက်တာရှိတယ်လို့ TNL ကဖော်ပြပါတယ် TNL ရဲ့ထုတ်ပြန်ချက်ထဲမှာမြချင်းနူကျေးရွာတိုက်ပွဲဖြစ်ပွားနေတယ်လို့ပါရှိပြီး အဲ့ဒီရွာဆိုရင်နောင်ချိုမြို့ပေါ်နဲ့ငောင်းမိုင်ခန့်ပဲဝေးပါတယ်။နောင်ချိုဒေသတိုက်ပွဲနဲ့ပတ်သက်ပြီး TNL ထံဆက်သွယ်မေးမြန်းနေစေပါ။စစ်တပ်ကတို့ရရှိရာပြင်ဦးလယ်မြို့နဲ့နယ်ချင်းတည်ဆက်နေတဲ့နောင်ချိုမြို့ကိုပြန်ရဖို့စစ်ကောင်စီကအင်အားအလုံးရင်းသုံးကပြီးခဲ့တဲ့လပိုင်းတွေကစပြီးစစ်တောင်း၃ကြောင်နဲ့ထိုးစစ်ဆင်နေတာပါရှင်။စွန်းမြင့်နယ်မြောက်ပိုင်းကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်တွေကိုချင်းပြေကောင်စီချင်းကြီးနောင်တော်လရေးပူပေါင်းတပ်ကတိုက်ခိုက်ခဲ့ပြီးပြီးခဲ့တဲ့၂ရက်တာတိုက်ပွဲတွေအတွင်း စစ်တပ်ယာယီတဆွဲရနေရာနှစ်နေရာကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ချင်းသတင်းရင်းကပြောပါတယ်ချင်းပူပေါင်းတပ်ဖွဲ့ဘက်ကနေမော်ဘီရွာစစ်ကောင်စီယာယီစခန်းပေါ့သူတို့တက်ဆွဲထားတဲ့နေရာနှစ်ခုကိုသိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ချင်းသတင်းရင်းက People's Spin ကိုပြောပါတယ်စစ်ကောင်စီဟာဒီဒိတ်နဲ့ချင်းညောင်သိမ်းပိုက်ထားတဲ့ဖလန်းကိုစစ်ရင်အားဖြည့်ဖို့နဲ့ပြန်လည်တိုက်ခိုက်ဖို့အတွက်မေလတတိယပတ်မှာသခိုင်းတိုင်းကလေးမျိုးကနေအင်အားအလုံးရင်းနဲ့အထိုးစစ်ဆင်လာခဲ့တာပါ စစ်ကောင်စီတပ်တွေဟာကလေးမျိုးနဲ့တိုင်းငင်းကြားမွာပြီးရွာမှာတက်ဆွဲပြီးရှေ့ဆက်တိုးနိုင်ရေးစူးစမ်းခဲ့ပေမဲ့လည်းချင်းပူပေါင်းတပ်ရဲ့တိုက်ခိုက်မှုကြောင့်ကလေးဘက်ကိုပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ချင်းသတင်းမြစ်ကပြောပါတယ်။မွာပြီးရွာကိုချင်းပူပေါင်းတပ်ဖွဲ့ဘက်က60ရာခိုင်နှုန်းကိုထိန်းချုပ်နိုင်ပြီးထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမွာဆန်ရွာမှာထပ်မံတက်ဆွဲခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီမွာဆန်ရွာလေသူတို့တွားတိုက်ပြီးမှစစ်ကောင်စီတက်ဆွဲထားတဲ့နေရာကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ချင်းသတင်းမြစ်ကရှင်းပြပါတယ်။ အခုစစ်ကောင်စီတွေကလေးမျိုးဘက်ကိုဆုတ်သွားတာဖြစ်တယ်လို့ချင်းသတင်းမြစ်ကဆက်ပြောပါတယ်။ဂျော်လ26ရက်နေ့နဲ့28ရက်နေ့တွေမှာချင်းတော်လင်းတက်နဲ့စစ်ကောင်စီတပ်အကြားတိုက်ပွဲတွေမှာချင်းမျိုးသားတပ်မတော် CNA ကတပ်ဖွဲ့ဝင်တဦးချင်းဒေသကာကွယ်ရေးတပ် CDF CN ကတပ်ဖွဲ့ဝင်တဦးကြာဆုံးခဲ့တယ်လို့သိရပါတယ်။နယ်မြေတွေလက်လွတ်ဆုံးရှုံးထားတဲ့ချင်းပြည်နယ်ကိုစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်ဖို့ချင်းပြည်နယ်မြောက်ပိုင်းကိုကလေးမျိုးဘက်ကနေစစ်ကြောင်းထိုးနေတယ်လို့ချင်းတောင်ပိုင်းကိုလည်းမကွေးတိုင်းပခုတ်ကူကားတဆင့် တရင်ကအများအပြားနဲ့ထိုးစစ်ဆင်နေပါတယ်ရှင် Viva Spring ရဲ့နောက်ဆုံးရညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါတယ်ရှင်